အားလုံးပဲမင်္ဂလာပါရှင်မြန်မာ youth platform MYB ရဲ့ student interview season လေးကနေကြိုဆိုလိုက်ပါတယ်ဒီ interview season လေးမှာဆိုရင် MYB တန်တန်းတွေကိုတက်ရောက်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေတွေကမှရွေးချယ်ပြီး MYB မှာတက်ခဲ့တဲ့သူတွေရဲ့အတွေ့အကြုံလေးတွေကိုမေးမြန်းသွားမှာဖြစ်ပါတယ် ဖယ်နေရလဲစာသူတည်ခဲ့တယ်ဆိုလို့ရှင်တော့ကျွန်မက Facebook တုံးနေတယ်အဲ့ဒီမှာသူက low ad chat နဲ့ပေါ့နော် low ad chat ရဲ့ needs and wants ရဲ့ကိုဟိုဖြည့်ခိုင်းတဲ့ behavior လေးပေါ့နော် Facebook မှာစတွေ့ပါလေအဲ့တော့အဲ့ဒါလို့တွေ့ပြီးတော့သဘောကျတဲ့အနေနဲ့အဲ့ဒါလေးဖြည့်တယ်ဖြည့်ကြည့်ရတဲ့သူတို့ရဲ့ financial ပြင်ပန်းလေးပေါ့နော်ဝင်ကျင်းဆိုင်ရာစီမံခန့်ခွဲမှုတင်နန်းလေးကိုတက်ရောက်နေတယ်ပြီးခဲ့တာပါရှေ တော့ MYD ဘာကြောင့်ရွေးချက်ခဲ့တာလဲဆိုတော့ခါကြတော့ तू ကသူ့မှာပေးထားတဲ့ cost တွေအကုန်လုံးကလည်းအကျိုးရှိရယ်ပြီးလို့ရှိရင်အားလုံးက free ပေါ့နော် free of charges ဖြစ်တယ်ပြီးတော့ ice and coolness ဖြစ်တယ်ပေါ့နော် line မောင်ကနေကျမတို့အချိန်မွေးကိုအားတဲ့အချိန်မှာကိုယ်ရင်မှာကိုပဲအဲအလုံးလုံးရင်းနဲ့ လည်းတင်လို့ရတယ်လေ့လာလို့ရတယ်ပြင်ကိုမအောင်ဆိုလည်းခဏပြန်နာပြလို့ရှိရင်အချိန်ရတဲ့ချိန်လေးရမှာပြန်ပြီးတော့အချိန်မလေးနေရာမယူလေ့လာလို့ရတဲ့ online platform တွေဖြစ်တဲ့အတွက်ကျွန်မအတွက်တော့အရေးရှိပြပါမယ်အဲ့ဒါကြောင့်ကျွန်မအရေးချက်ခဲ့တာပါ ောဆောကပြောသလိုပဲကျမကဒီအဟိန်းလေးလေးပေါ့နော်ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ quiz လေးဖြေလိုက်တဲ့အခါမှာကျမကငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုမှာအင်တာအားနေတယ်လို့ကိုကိုကိုခန်းစားမိတယ် news day wants day ကိုကိုကိုကြည့်ရမသိဘူးပေါ့နော်ပြင်ဝင်ကိုလည်းဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုမသိတဲ့အတွက်ကြောင့်မို့ကျမကဒါလေးကိုစတင်ပြီးတော့ရေးချယ်တက်ဖြစ်ခဲ့တာပါ ့ကျမရဲ့ financial management meeting science ဆီမှာခံခွဲမှုအတန်းလေးကိုတက်ဖြစ်တယ်နောက်တစ်ခုကတော့ကျမ business model canvas ပေါ့နော်လုပ်ငန်းတစ်ခုကိုစတင်မယ်ဆိုလို့ရှိရင်အဲ plan ချတဲ့အပိုင်းလေးတွေကကျမတက်ဖြစ်ခဲ့ပါတယ် စစောတော့ငါပြောတဲ့အတိုင်းပဲပေါ့နော် financial cost ကတော့ကျွန်မငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုမှာ intern အားနေတယ်လို့ခန့်ယူတယ်ပေါ့နော်အဲအသိပညာလည်းနေတယ်ပေါ့ငွေကြေးနဲ့စီမံခန့်ခွဲမှုဆိုင်ရာမှာဆိုလို့ရှိရင်အဲဒါမှကျွန်မတက်ဖြစ်ခဲ့တယ်နောက်တစ်ခုကတော့ business model canvas ပေါ့နော်ကျွန်မကလုပ်ငန်းတက်လေတစ်ခုကိုလည်းအဲပြန်စတင်လုပ်ကိုင်ခြင်းတယ်ပေါ့နော်အဲ့လိုရွေးချယ်လေးစီတဲ့အတွက်ကြောင့် business model canvas ကိုလည်းကျွန်မတက်ရောက်ခဲ့ပါတယ် dialogue လေးပေါ့နော်စကားပြောတဲ့အပိုင်းလေးတွေနဲ့သူကကတ်တုန်းလေးတွေနဲ့ အဲ့ဘိုင်းလေးကိုပြောတယ်နောက်ခုကတော့ Chris လေးကိုဖြေရတာပေါ့နော်အဲဒီဘိုင်းလေးတွေကတော့လူငယ်တွေအနေနဲ့အဲသဘောကျနိုင်တယ်ပေါ့ကျွန်မလည်းပဲဒီဘိုင်းလေးတွေကိုသဘောကျပါတယ်ရှင့် MYP မတက်ခင်နဲ့တက်ပြီးနောက်ပိုင်းဆိုလို့ရှိရင်တော့အာ learning never ends ပေါ့နော်သင်လေ့လာမှုတွေကတော့ဘယ်တော့မှအဆုံးမတက်ဘူးဒီမှာတော့အမြဲတမ်းလေ့လာနေရမယ်သင်ပြီးသားဟာတွေလည်းအဲကိုမေ့သွားတဲ့အခါကို apply မလုပ်မိတဲ့အခါရရှိတဲ့အတွက်ကြောင့်မို့ကျမတို့ကပြန်ပြန်ပြီးတော့မှအာ recall ခေါ်နေရတာပေါ့နော်အဲ့လိုအပိုင်းလေးတွေရှိတယ်အဖြူမိုဘိုင်းတွေဆိုလို့ရှိရင်တော့အာဟိုကတော့မှကျမတို့ဟို resilience ကောင်းလာတယ်လို့ပြောရမှာပေါ့နော်တခုခုဆိုရင်စုံလန်တိုင်အောင်လုပ်ရမယ်ဆိုတဲ့ဟာလေးငယ်ငယ်တုန်းကတော့လည်းတဘာဝမတန်တဲ့တခုဆိုရင်ပြပြအောင်မတက်ဘူးပေါ့နော်အစာပိုင်းမှာတော့အတက်တယ်ရောတက်တယ်နောက်ပိုင်းခြားလို့ရှိရင်လည်းလေးကျော့သွားတယ်ဒါပေမဲ့ အအသက်ကြီးလာတာနဲ့အများအသက်ရရပါတာနဲ့အများပြီးတော့လဲ experience တွေအရာပေါ့နော်အခုခုဆိုလို့ရှိရင်တော့ဆုံးကန်းတိုင်လောက်ရတဲ့ဆိုတော့အပြုတ်မှုလေးတွေတော့တိုးတက်လာတယ်ပေါ့ မြန်မာ youth platform ဆိုတော့ဒါကတော့လူငယ်တွေအတွက်ကတော့အင်မတန်ကိုကြိုးကျေးဇူးပြရတယ်။ခွန်လေးလက်ကောင်းမဲ့ကျမတို့လို့အာမိခင်တွေပေါ့နော်ကျမတို့ကလေးငယ်အောင်နဲ့အိမ်မှာပဲနေရတဲ့အများတွေအပြင်ထွက်ပြီးတင်ရနေပါတယ်တက်ဖို့ဆိုလို့ရှင်တော့အနှဲငယ်ခက်ခဲရှိပါတယ်ပေါ့နော်။အဲ့လိုအိမ်မှာနေတဲ့အိမ်နဲ့အုံးမကွာအိမ်မကွာနေပြီးတော့မှတင်တန်းလေးတွေတကယ်ကိုအကျိုးကျေးဇူးများတဲ့တင်တန်းလေးတွေတက်ရှင်တဲ့သူတွေအတွက်ဆိုလည်းအင်မတန်ကိုအကျိုးရှိရဲ့တင်တန်းလေးလို့ပြောချင်ပါတယ်။သူက cost တွေရလည်းအများရှိတယ်။ကိုနှစ်တက်ရကိုနဲ့အတုံးဝင်မဲ့ဟာတွေနှိမ့်ချပြီးတော့တက်ရလို့ ရတယ်ပေါ့နော်အမှဆိုရင်တော့ language တွေပါတယ်လေကျမတွေ့ပါတယ်အဲ့တော့ဒါကတော့လူငယ်တွေအတွက်လည်းကောင်းတယ်လူကြီးတွေအတွက်လည်းကောင်းတယ်အလုံးလုံးနေတဲ့တခါဆစောကပြောသလို biologically အရာပြန်ပြီးတော့မှကိုကိုကို reflect လုပ်ချင်တဲ့သူတွေအတွက်လည်းဒါသေးအင်မတန်ကောင်းတဲ့ course လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လူကြီးလူငယ်လူရွယ်မရွေးပါတော့အကုန်လုံးဈာမမရွေးတုံးတဲ့နဲ့အဲတက်တဲ့နဲ့ platform လေးတစ်ခုလို့လည်းကျွန်မကတော့မြင်ပါတယ်ရှင့် အဲသူကတော့စုံနေပေါ့เนาะ career လည်းရှိတယ်ပြီးတော့ခါကျ business လည်းရှိတယ် financial လည်းရှိတယ် language လည်းရှိတယ်ပြီးရင်နောက်ထပ်အခုနောက်ပိုင်းဆိုကျွန်မတို့ရဲ့ AI နေလည်းပါဝင်နေအာပြီးတော့လူငယ်တွေအတွက် solution ကိုစိတ်နှလုံးသုံးပါလုံးကျမဖို့ရအတွက်ပုံပန်လေးတွေလည်းရှိရအတွက်တော့အဲ့တော့အတူတွေပဲတက်တက်ပေါ့เนาะတက်တက်လူတွေအတိုင်းအတွက်ကိုသူကတကယ်ကိုကောင်းကျိုးတွေများတယ် uh, platform တွေပေါ့ learning platform တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်မကတော့သူ့ကိုစပယ်ဆုတစ်ခုအနေနဲ့ပြောပါဆိုလို့ရှိရင်တော့ကောင်းကျိုးများကိုပေးမီ MYP ပေါ့နော်ကောင်းကျိုးများကိုပေးမီ MYP လို့ပြောချင်ပါတယ်ကျွန်မကတော့ဒါကတော့တကယ်ကိုကျေးဇူးတင်ပါတယ် MYP ကိုနော်ကျမတို့အိုမကွာအိမကွာလေးလာတဲ့အမျိုးသမီးတွေအတွက်လည်းအများကြီးထည့်ရောက်တယ်ပြီးတော့ MYP ကကျတော့ကျမတို့ဆိုရင်ဒါတန်းတန်းနေနေလည်းအင်တာကျင်းသွားပြီးအเจ้าနေအဲအခြားအရာတွေပေါ့နော် rewarding ဆိုတော့ ကိုကိုဆုချတဲ့ဟာလေးတွေပေါ့နော် rewarding တွေပါတယ်နဲ့ကျမတို့ intern ခင်းกว่าနေတဲ့လူတွေဖြစ်သွားတယ်ပေါ့နော်ကျမကဆိုလို့ရှိရင်အဲ့လိုမျိုးသမီးတယောက်ထဲမှာပါသွားအဲ့ချိန်မှာ M1B ကကျတော့ဗာလေးတွေပါလုံနေဆိုတော့ तू က course လေးတွေတခုပြီးလို့ရှိရင် तू တက်မှတ်ထားတဲ့ဗဟေလေးလေးဖြည့်လို့မှန်တယ်ဆိုလို့ရှိရင် तू ကလက်ဆောင်ပစ္စည်းလေးတွေပို့ပေးကျမဆိုလို့ရှိရင်အဲ့ဒီလက်ဆောင်ပစ္စည်းလေးတွေကျမစာတင်တဲ့အခါပေါ့နော်ကျမကလေးငယ်လေးတွေစာတင်ပါတယ်အဲဟိုပါပေါ့ဆက်နှစ်နှစ်အရွယ်လောက်ကလေးလေးတွေအဲ့လောက်အသက်ပိုင်းချပေါ့နော် young learners တွေခေါ်ရမှာပေါ့အဲ့လိုအရွယ်လေးတွေတင်တော့ကျမဆို ို့ရှိရင်တို့လေးကိုလည်းပြပြတယ်ကျမအဲတချက်လက်ဆောင်ရတဲ့ဟာလေးကိုကျမသားနဲ့တမီးရတော့ငယ်ပါပြီးရဲ့တို့ကတော့အာ၃နှစ်နဲ့၆နှစ်ကလေးဆိုတော့တို့ကိုလည်းကျမပြောခဲ့တယ်ကျမတို့ကဒီတင်ယူခြင်းကနေမှာတစင်ကျမတို့က empower တွေရတာပေါ့နော်မိခင်တယောက်နေနေလဲကိုယ်လေးလုံနိုင်တဲ့အရာတွေအများရှိပါလားဆိုတော့ empower တွေလည်းရတဲ့အတွက်ကြောင့်အမပြေကိုကျေးဇူးတင်တယ်အဲဒီလိုမျိုးကောင်းမွန်တဲ့ဟို platform တွေပေါ့နော်နောက်ထပ်ခဏရအများကြီးကိုလည်းထပ်ထည့်ပေးပါလို့ တိုက်တွန်းစကားလည်းပြောချင်ပါတယ် language အနေနဲ့ဆိုရင်တော့ဥပမာတိဘာသာစကားလိုမျိုးနေပြီပေါ့နော်ဒါမျိုးဆိုလို့ရှိရင်အစ်မလည်းတက်ဖြစ်မယ်နဲ့ကြည့်ပါရဲ့ရှင်နော်ဆိုတော့အဲ့လိုဟာလေးတွေကိုလည်းအာထည့်ပြပါအောင်လို့အကြံပြုစကားလည်းပြောရင်လည်းအင်တန်ကိုအကျိုးရှိရဲ့ဒါ learning platform လေးဖြစ်တဲ့အတွက်ဒီပိုင်းအတွက်ကောအကျိုးရှိရဲ့အတွက်ကြောင့်မို့ဒီ MYP team ပေါ့တခုလုံးကိုလည်းကျေးဇူးများကျပါတယ်ဒီမှာတရားနဲ့ပြောချင်ပါတယ်ရှင်